longevity လို့ခေါ်တဲ့ရေရှည်တမ်းမာဖို့ရအသက်ရှည်ဖို့ရဘယ်အားကစားလုပ်နည်းကအကောင်းဆုံးဖြစ်ပါသလဲဘယ်အားကစားလုပ်နည်းကပိုကောင်းပါသလဲဆိုတာကိုမင်္ဂလာပါဒီနေ့မှာတော့ million dollars တန်တဲ့နေခွန်တစ်ခုကို ကျွန်တော်ရဲ့ fitness nation ကိုအားပေးတဲ့မိတ်ဆွေတွေအတွက်ဘ ഹു တုဒအနေနဲ့ sharing လုပ်ပေးချင်ပါတယ်။နံပါတ်1မေခွန်းကဘယ်အားကစားလုပ်နည်းကအကောင်းဆုံးဖြစ်ပါသလဲဆိုတာကိုဖြေကြားပေးချင်ပါတယ်။အဖြေကတော့မိမိနေ့စဉ်နဲ့အမျှလုပ်နိုင်တဲ့အားကစားလုပ်နည်းကအကောင်းဆုံးဖြစ်ပါတယ်။ဥပမာအိမ်မှာ နေတိုင်းတိုက်ထိုးနိုင်တဲ့ ါမှမဟုတ်ထထိုင်ဆိုတဲ့ squat လုပ်နိုင်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီဟာကို နေတိုင်းလှုပ်ပေးနိုင်တဲ့အတွက်အကောင်းဆုံးသောကစားနည်းဖြစ်ပါတယ်။အချိန်လေးပါလေးရပြီးတော့အပြင်ထွက်ပြီးတော့လမ်းလျှောက်နိုင်တယ်ပြေးနိုင်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒီပြေးတာကအကောင်းဆုံးသောအားကစားနည်းဖြစ်ပါတယ်။ဥပမာကျွန်တော်အခုစီးတဲ့စပိန်လိုမျိုးချိန်ခဲမဲစပိန်လေးပါလေးစီးနိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီစပိန်စီးတာကအကောင်းဆုံးသောအားကစားလုပ်နည်းဖြစ်ပါတယ်။ ဒါလေးပါလဲရှိမင်းအချိန်လေးပါလဲရှိမင်းဂျင်းလေးကိုသွားပြီးတော့ workout ဘာညာလုပ်နိုင်ပြီဆိုလို့ရှိရင်တော့အဲ့ဒါလေးအကောင်းဆုံးဖြစ်ပါတယ်။ကဲအဖြေကတော့ကိုနေတိုင်းလုပ်နိုင်တဲ့ကစားနိုင်တဲ့ကစားနည်းကအကောင်းဆုံးဖြစ်ပါတယ်။ဒုတိယမင်းခွန်းကဘယ်အားကစားလုပ်နည်းကပိုကောင်းပါသလဲဆိုတာကိုဖြေကြားပေးချင်ပါတယ်။ longevity လို့ခေါ်တဲ့ရေရှည်ကျန်းမာဖို့ရအသက်ရှည်ဖို့ အဲ့ဒီခေါင်းစဉ်အောက်မှာသွားနေတဲ့လူတွေအတွက်ကမဆယ်များများရလာစေတဲ့အာကစားနီးအကုန်လုံးဟာပိုကောင်းတဲ့အာကစားလုံးတွေဖြစ်ပါတယ်ခင်ဗျဘာကြောင့်လဲဆိုတော့မဆယ်က longevity organ လို့ခေါ်တဲ့ခြေရှည်ကျန်းမာဖို့ရင်အသက်ရှည်ဖို့ရင်အတွက်အခရာကြတဲ့အင်္ဂါအစိတ်အပိုင်တစ်ခု ဖြစ်တဲ့အတွက်မဆယ်တက်လာတဲ့ဘေးအာကစားလုံးတွေမဆို ပိုကောင်းတဲ့ကစားနည်းဖြစ်ပါတယ်ခင်ဗျာပြန်ပြောရမယ်ဆိုလို့ရှိရင်အကောင်းဆုံးအားကစားကကိုယ်တိုင်နေတိုင်လုံနိုင်တဲ့အားကစားသည်အကောင်းဆုံးဖြစ်ပြီးတော့ပိုပြီးကောင်းတဲ့အားကစားကကြတော့မဆယ်ကိုတက်စေတဲ့ကစားနည်းကပိုကောင်းတဲ့ကစားနည်းဖြစ်ပါတယ်ဒါနဲ့ဒီဗီဒီယိုကအသုံးဝင်တဲ့ကိုယ်မိတ်ဆွေအပေါင်းအသင်းတွေကိုလည်းကြည့်စေချင်တယ်သိစေချင်တယ်ဆိုလို့ရှိရင်တော့ fitness nation ကိုအားပေးတဲ့အနေနဲ့ လိုက်ခင်ရှယ်ထက်လို့ပေးလို့ရသလိုအသုံးဝင်ပါတယ်မဝင်ပါဘူးဆိုတဲ့ဟာကိုလေအချိန်များရခဲ့မယ်ဆိုလို့ရှိရင်အောက်မှာ comment ရေးပေးလို့ရပါတယ် like subscribe အကောင်လုံးလေးအားပေးခြင်းလေဆိုလို့ရှိရင်လုပ်ပေးပါအောင် thank you for watching ပါဗျာ